ီမာရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေ။ညီမာရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပါတယ်။ညီမာရေဒီယို မနက်ပိုင်းအစီအစဉ်ကို နေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ31မီတာကိုတသမ43မကဟက်စကနေဖန်ယူနာဆင်နိုင်ပါတယ်။မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိ5.6မီတာ ဇက်ခွန်တသမား9မှတ်ကဟက်စကနီထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်မင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့ မြစည်းမရေဒီယိုဖွဲ့သူဖွဲ့သားတွေကစူတောင်းမြစ်တာပို့တာလိုက်ပါတယ်။ဇူလိုင်လ2ရက်ဗုဒ္ဓဘုရင်ညပိုင်းမြစည်းမရဲ့ရေဒီယိုစီစဉ်တွေကိုမြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိစတင်ထုတ်လွှင့်နေပါပြီ။ကျွန်တော်ကတော့ကိုမြတ်ပါဒီကနေ့ညပိုင်းအတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့ထိုင်းရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ထိုင်းနိုင်ငံသားတွေရဲ့ဆန္ဒပြပွဲတွေမှာမပါဝင်ဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတတိပေးလိုက်တဲ့သတင်း ပဲခူးတိုင်းမင်းလာမြို့နယ်အရှိချမ်းမှာရှိတဲ့ခြေရွာတွေကိုစစ်ကောင်စီတပ်ဖွဲ့ကမိရှို့နေလို့ခြေရွာ၄၀လောက်ကဒေသခံတွေထွက်ပြေးနေကြရတဲ့သတင်းစတဲ့သတင်းတွေအပါအဝင်နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားဖို့ရှိနေပါတယ်။အဲ့ဒီနောက်မှာတော့စစ်ကောင်စီတပ်အတွက်ရေးပါတဲ့ပလဲမြို့နယ်ကန်းတောင်ခြေရွာရဲစခန်းကိုတိုက်ခိုက်သိမ်းပိုက်ထားတဲ့ပြည်သူ့လက်မြောက်ရေးတပ်မတော် PLA ရဲ့အထွေထွေတွေ့ရမှုရဲဘော်နီနီကျော်ကိုမြစီမဝိုင်းတော်သားကိုခန့်တွေက တွဲဆုံမင်းမြန်ထားတဲ့မြစည်းမရဲ့တည်ဆံတွဲဆုံမင်းမြန်ကအစီအစဉ်အပိုင်း၁ကိုထုတ်လွှင့်ပေးသွားဖို့ရှိနေပါတယ်။ ချိန်ကစပြီးပြည်တွင်းသတင်းတွေကိုကျွန်တော်ကိုမြတ်နဲ့အတူရွံ့ရွံ့ကတင်ဆက်ပေးသွားမှာပါမင်္ဂလာပါရှင်နောက်ဆုံးရပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ကျွန်မကတော့ရွှန်ပါ ရန်ကုန်တိုင်းအနှိုင်းသားရအရှေ့ပိုင်းမြို့နယ်မှာနိုင်ငံရေးအမှုနဲ့ဖမ်းဆီးထားတဲ့အမျိုးသမီးကိုကယ်ထုတ်သွားသူတွေလို့ဆိုပြီးအမျိုးသား၅ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့စစ်ကောင်စီလော်ဘီတွေကဒူလိုင်လာ၂ရက်နေ့မွန်လဲပိုင်းမှာဖော်ပြလာပါတယ်စစ်ကောင်စီဝါဒဖြန့် Telegram Channel တွေကဖော်ပြထားတဲ့ဓာတ်ပုံမှာလက်ထိတ်ခတ်ပြီးတော့ဒူးထောက်ထိုင်နေကြတဲ့အမျိုးသမီး၂ဦးအပါအဝင်လူလက်ပိုင်းရဲ့အမျိုးသား၅ဦးနဲ့တူလက်နက်ခဲယမ်းတွေလည်းပါရှိပါတယ်သူတို့ကိုဇူလိုင်လာ၂ရက်နေ့မနက်ပိုင်းမှာတန်နေမြို့နယ်ဘောတပြေကန်ချေးရွာအန နီးမှာကားဒစီနဲ့အတူဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့စစ်ကောင်စီထောက်ခံတဲ့ Telegram Channel တွေကဖော်ပြထားပါတယ် ဖမ်းဆီးခံထားရသူတွေဟာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့စစ်ကောင်စီ Telegram Channel တွေရဲ့ဖော်ပြချက်ကိုတော့မီဇီမာကတီးခြားအတည်ပြုနိုင်တာမျိုးမရှိသေးပါဘူး။မီဇီမာရဲ့လက်လန်းမိတလောက်မေးမြန်းထားတဲ့အချက်လက်တွေအရာစစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံထားရသူတွေဟာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ပြည်အောင်ပြောက်ကြားတပ်ဖွဲ့ဝင် UG တွေမဟုတ်ကြောင်းရန်ကုန်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့အချို့ကပြောကြားထားပါတယ်။ဇူလိုင်လ၁ရက်နေ့ည9:00နာရီဝန်းကျင်အချိန်ကလှိုင်းတိုင်းရအရှေ့ပိုင်းမြို့နယ်ရဲစခန်းမှာအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှန်90ည များနဲ့ဖက်စီခံထားရတဲ့အမျိုးသမီးကိုအရေးပေါ်ဆေးခန်းပြသမှုဒုရဲအုပ်နှစ်ဦးကလိုင်းတရာဆေးရုံကိုလိုက်လံပို့ဆောင်ခဲ့ပါတယ်အဲ့ဒီပို့ဆောင်စဉ်နန်းခူးလက်နေရအရောက်မှာဒူရဲအုပ်နှစ်ဦးကိုလူနှစ်ဦးကတနက်နဲ့ပြစ်ခတ်ပြီးတဲ့နောက် ဖက်စီခံရသူအမျိုးသမီးကိုကားနဲ့ခေါ်ယူသွားတာဖြစ်တယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေကပြောပါတယ်ပြစ်ခတ်ခံရမှုအတွေ့မှာဒူရဲအုပ်တအူးသေဆုံးပြီးတော့တအူးထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်လိုင်းတရာအရှေ့ပိုင်းရက်စခန်းနဲ့လိုင်းတရာမြို့နယ်ဟာကွာဝေးတဲ့အနေအထားမရှိပဲပြစ်ခတ်မှုဖြစ်စဉ်ဖြစ်ပွားတဲ့နေရာနှီးမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်ဆွဲထားမှုလည်းရှိတယ်လို့ဒေတာခန်တွေကပြောပါတယ်အခုလိုလုံခြုံရေးတင်းကျပ်ထားတဲ့နေရာမှာပြက်ခတ်မှုဖြစ်ပွားပြီးတော့ဖန်ဆီးခံထားရသူအမျိုးသမီးကိုကယ်ထုတ်သွားတဲ့အပေါ် ဒေသတွင်းမှာသတင်းမျိုးမျိုးပြန့်နှံ့နေတယ်လို့ Rangoon Scout Network တာဝန်ရှိသူကပြောပါတယ်။ပြစ်ခတ်မှုဖြစ်ပွားတဲ့ညပိုင်းကစပြီးစစ်ကောင်စီတပ်ဟာရန်ကုန်တမြို့လုံးကိုပိတ်ဆို့ရှာဖွေမှုတွေတင်းကျပ်စွာလှုပ်ဆောင်ခဲ့ပြီးမြို့နယ်တချို့မှာအစီရင်စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ရန်ကုန်ဒေသခံတွေကပြောပါတယ်။ အဲ့ဒီနောက်ဒီကနေ့မနက်ပိုင်းရဲစခန်းမှာဖမ်းဆီးခံထားရတဲ့အမျိုးသမီးကိုကယ်ထုတ်သွားသူတွေကိုဖမ်းဆီးရမိထားပြီးဖြစ်တယ်လို့စစ်ကောင်စီဝါဒဖြန့် Telegram Channel တွေကသတင်းထုတ်ပြန်လာခဲ့တာဖြစ်ပါရဲ့ရှင်။မကွေးတိုင်း ေစကြိုမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ရဲ့ခလာယာ296တပ်ကိုပို့ဆောင်မဲ့စားနပ်ရိက္ခာတွေကိုဖမ်းဆီးသိမ်းဆီးနိုင်ခဲ့ကြောင်းရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကနေသိရပါတယ်ဇွန်လနေ့2ရက်နေ့မနက်9:00နာရီအချိန်မှာပခုတ်ကူရေစကြိုကားလမ်းပိုင်းမှာရေစကြိုပတ်ကဖတပ်ဖွဲ့ဝင်တွေကရှောင်းတခင်လမ်းပိုင်းစစ်ဆေးမှုတွေပြုလုပ်နေချိန်မှာစစ်ကောင်စီတပ်အတွက်ရိက္ခာတွေတင်ဆောင်လာတဲ့မှန်လုံကုန်တင်ကားတစ်စီးကိုတွေ့ရှိပြီးတော့တိမ့်စီနိုင်ခဲ့တာဖြစ်တယ်လို့ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတို့ကပြောပါတယ်ရိက္ခ ခါတွေကပခုတ်ကူတက်မှတရတက်ကပို့လိုက်တာစားရဆာလန်တွေလည်းတွေ့လို့ဖမ်းဆီးလိုက်တာစားနဲ့ရိတ်ခါတွေပါပဲခဲရန်တွေတော့မပါပါဘူးလို့သူက ပြောပါတယ်ဖမ်းဆီးရရှိတဲ့ရင်ဟာပခုတ်ကူရေစကြိုပြေးဆွဲနေတဲ့ကုန်တင်မန်လုံရင်ငယ်အမျိုးအစားဖြစ်ပြီးရင်မောင်းတဦးနဲ့ရင်နောက်လိုက်တဦးတို့ပါဝင်ခဲ့ရာလက်ရှိချိန်မှာတော့စစ်ဆေးမင်းမြတ်နေစေဖြစ်တယ်လို့ရေစကြိုဘက်ကဘာတာဝန်ရှိသူကပြောပါတယ်လောလောဆယ်ကတော့ကားရောလူတွေကိုရောယာယီထိန်းသိမ်းထားတဲ့သဘောပါပဲသူတို့တွေကရေစကြိုဒေသခံတွေပါပဲလို့ပြောပါတယ် စစ်ကောင်စီတပ်ဖွဲ့ဘက်ကလည်းတော်လိုင်းတပ်ဖွဲ့တွေလမ်းမိုက်စစ်ဆေးမှု ပြုလုပ်နေတဲ့နေရာကိုဒရုန်းနဲ့ထောက်လန်းမှုတွေပြုလုပ်ခဲ့ပြီးနောက်လက်နက်ကြီးတွေပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ရေစကြိုမြို့နယ်ပတ်ခပတာဝန်ရှိသူကဆိုပါတယ် စစ်ကောင်စီတပ်ဖွဲ့ရဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်လမ်းပိုက်ဆစ်ဆဲမှုပြုလုပ်နေတဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေပြန်လည်ဆုတ်ခွာလာရတာဖြစ်ပြီးထိခိုက်မှုတစုံတရာမရှိခဲ့ဘူးလို့သိရပါဗျ။ပြီးခဲ့တဲ့ဇွန်လ23ရက်နေ့ကလည်းပခောက်ကူကနေရဲစကြိုမြို့နယ်စင်ချောင်းကျေးရွာမှာရှိတဲ့ပူစောတီတင်မိုးတံပို့ဆောင်တဲ့ဘီလက်မြေအိတ်တွေနဲ့စားအုပ်စီဆယ်ပိတ်တာဝင်ပုံတရာခန့်ကိုလည်းပခောက်ကူရဲစကြိုလမ်းပိုက်မှာတင်စီနိုင်ခဲ့တယ်လို့စောက်တန်း WSO PDF အဖွဲ့ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ထိုင်းနိုင်ငံသားတွေဆန္ဒပြတဲ့နေရာကိုမြန်မာနိုင်ငံသားတွေအနေနဲ့ရှောင်ချချဖို့နဲ့လုံးဝမပါဝင်ဖို့ NUG ကတောက်တွန်းလိုက်ပါတယ်။ဒီကနေ့ဇူလိုင်လ2ရက်နေ့မနက်ပိုင်းမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်တိုက်တွန်းလိုက်တာပါ။မိမိတို့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အကြမ်းဖက်ဆစ်အုပ်စုရဲ့ပြည်သူလူထုအပေါ်ဖိနှိပ်ရဆက်မှုတွေကြောင့်ထွက်ပြေးခိုလုံလာရတဲ့မြန်မာနိုင်ငံသားတွေဟာထိုင်းနိုင်ငံရဲ့အမျိုးသားအချိုးစီးပွားကိုချိမ့်ချောက်နေသူတွေမဟုတ်ပါဘူး။ မြန်မာနိုင်ငံအတွင်းချမ်းဖတ်စစ်အုပ်စုရဲ့အာဏာသိမ်းအကြမ်းဖက်မှုကိုဖယ်ရှားအောင်မြင်ပြီးပါကအမိမြန်မာနိုင်ငံကိုပြန်လည်နေထိုင်ကြမဲ့သူတွေသာဖြစ်ပါတယ်လို့ NUG ရဲ့နိုင်ငံသားရေးဝန်ကြီးဌာနကဆိုပါတယ်။ဒါကြောင့်ထိုင်းဘရင်အစိုးရလွတ်တော်ထိုင်းတပ်မတော်နဲ့ထိုင်းပြည်သူလူထုတို့ကိုထိုင်းနိုင်ငံအတွင်းအကြောင်းမျိုးမျိုးကြောင့်ရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေကိုစားအမျိုးသားညီညွတ်ရေးအစိုးရကကျေးဇူးတင်ကြောင်းလည်းဆိုထားပါတယ်။ဒါပြင်စစ်အုပ်စုရဲ့ပြည်သူလူထုအပေါ်ဖိနှိပ်ဆက်ဆက်မှုတွေကြောင့်ထွက်ပြေးခိုလုံလာရတဲ့မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံရဲ့အမျိုးသားချိုးစီးပွားကိုချိန်ချောက်မဲ့သူတွေမဟုတ်ပဲစစ်အုပ်စုရဲ့အာဏာသိမ်းအကြမ်းဖက်မှုကိုဖယ်ရှားအောင်မြင်ပြီးပါကမြန်မာနိုင်ငံကိုပြန်မဲ့သူတွေဖြစ်တယ်လို့ဆိုထားတာပါထိုင်းကမ္ဘောဒီးယားနယ်စပ်အငင်းပွားမှုနဲ့ပတ်သက်ပြီးထိုင်းဝန်ကြီးချုပ်ပေထုံတန်ရှင်နာဝတ်နဲ့ကမ္ဘောဒီးယားနိုင်ငံအကြီးအကဲဟွန်ဆန်တို့အလို့သဘောပြောဆိုဆွေးနွေးခဲ့ကြတဲ့အတန်ဖိုင်လူမှုကွန်ရက်မှာပေါက်ကြားသွားပြီးတဲ့နောက်အခုလိုထိုင်းပြည်တွင်းရေရှုပ်ထွေးခဲ့တာဖြစ်ပါတယ် ဒါပြင်ပြီးခဲ့တဲ့ဇွန်လ28ရက်နေ့ကထိုင်းနိုင်ငံတော်အချုပ်အခြာအာဏာကာကွယ်ဆောက်ရှောက်သူပြည်သူအင်အားစုပေါင်းရေးအဖွဲ့ကလည်းထောက်ခံအားပေးသူတွေနဲ့ဝန်ကြီးချုပ်နှုတ်ထွက်ပေးဖို့အတွက်လူပေါင်း18000ကျော်ဗန်ကောက်မှာဆန္ဒပြခဲ့ကြပြီးဇူလိုင်လ1ရက်နေ့ဝန်ကြီးချုပ်ဖဲထောင်ထံကိုရာထူးဆိုင်ငံ့ထားဖို့အခြေခံဥပဒေတရားရုံးကဆုံးဖြတ်လိုက်တာဖြစ်ပါတယ်ရှင်။ မြစည်းမရေဒီယိုရဲ့ဗော်တဘူးနေ့ညပိုင်းထီနောက်ဆုံးရပြည်တွင်းသတင်းတွေကိုဆက်လက်ထုတ်လွှင့်နေပါတယ်။ဘကိုတိုင်းတာယာဝတီခရိုင်မင်းလာမြို့နယ်အရှိချမ်းမှာရှိတဲ့ကျေးရွာတွေဖြစ်တဲ့ဇင်းမြောင်ကျေးရွာနဲ့ရွှေပောက်ပင်ကျေးရွာတွေကိုစစ်ကောင်စီတပ်ဖွဲ့ကထပ်မံမိရှုဖျက်ဆီးနေတယ်လို့မင်းလာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ထံကနေသိရပါတယ်။ဇူလိုင်လ2ရက်မနက်7:00နာရီအချိန်မှာဇင်းမြောင်ကျေးရွာနဲ့7:30မိနစ်အချိန်မှာရွှေပောက်ပင်ကျေးရွာတွေကို မိရှုခဲ့တာဖြစ်တယ်လို့မင်းလာမြို့နယ်ပကပတာဝန်ရှိသူကပြောပါတယ်ဇင်းမြောင်ကိုကချီပါတောင်ဖုန်ကြီးကျောင်းမှာတက်ဆွဲထားတဲ့စက္ကဆတွေကမီတင်ရှိုးတာစက္ကဆတက်တွေရွာတွေကဖုန်ကြီးကျောင်းတွေမှာပြန်တက်ဆွဲနေတယ်မင်းလာရှိချမ်းမှာအင်အား900လောက်ရှိတယ်လို့သူကပြောပါတယ် ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ညနေ4နာရီအချိန်မှာမင်းလာမြို့နယ်အုတ်တွင်းရွာနီးမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့စစ်ကွင်းတာဆုံစစ်ဆေးရေးဂိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာမှာစစ်ကောင်စီတပ်ဖက်ကအရာရှိအပါဝင်အများပြားတေဆုံးခဲ့ပါတယ် အဲ့ဒီနောက်ဇွန်19ရက်နေ့ကစတင်ကမင်းလာနယ်အရှိချမ်းမှာရှိရခြေရွာတွေကိုအင်အားအများအပြားနဲ့စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာပြီးခြေရွာတွေမှာတပ်ဖြန့်တပ်ဆွဲကမိရှို့ဖျက်ဆီးတာတွေကိုဇက်တိုက်လှုပ်ဆောင်လာနေတာဖြစ်ပါတယ်။နေတိုင်းနေပါမိရှို့နေတာဒီကနေ့အထိဆိုရွာပေါင်း14ရွာအထိမိရှို့ပြီးသွားပြီလို့မင်းလာမြို့နယ်ပကဖတာဝန်ရှိသူကပြောပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဟာတော်လိုင်းရဲတပ်ဖွဲ့တွေရှိတဲ့ဘကိုးရုံးမဘော်ကိုနေမီရှင်းလင်းရေးဆောင်ရွက်ရန်လှုပ်ဆောင်နေတာဖြစ်ပြီးရုံးမဘော်တို့တက်ရောက်နိုင်ခြင်းမရှိသေးဘူးလို့ မင်းလာမင်းနဲ့ပကပထံကနေတည်ရပါတယ်တင့်ကားတွေနဲ့တက်သွားလိုက်သေးတယ်အခုတော့ပြန်ဆင်းလာပါပြီတိုက်ပွဲလည်းခဏပဲဖြစ်လိုက်တယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တဦးကပြောပါတယ်ဇူလိုင်လ၁ရက်နေ့ညနေ၅နာရီအချိန်ကလည်းမင်းလာမျိုးနဲ့ဗန်ပွေကုံချေးရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဟာတော်လိုင်းတပ်ဖွဲ့တွေရှိတဲ့ရိုးမဘော်ကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်ခဲ့ရမှာကျွဲမကန်းရွာမှာရောက်ရှိနေတဲ့စစ်ကောင်စီတပ်သားတွေပေါ်ကြားရောက်ပောက်ကွဲလာကြောင်းစစ်ကောင်စီတပ်သားတွေထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့မင်းလာမျိုးနဲ့ပကဖအတာဝန်ရှိသူကပြောပါတယ် စစ်ကောင်စီတပ်ဖွဲ့ရဲ့အင်အားအလုံးကြီးနဲ့စစ်ကြောင်းတို့မိရှုဖျက်ဆီးမှုတွေကြောင့်မင်းလာနယ်ရှစ်ချမ်းမှာရှိတဲ့ကျေးရွာတွေဖြစ်တဲ့ကျွဲမကိုင်း၊ရွေကုံ၊စမ်းပုတ်၊ကျွန်းကုံ၊စားချောင်းရှိခွမငလာဆန်း၊ငမိုးရိပ်၊ဇရစ်မြောင်၊ရွှေပေါက်ပင်၊တောင်လိန်၊ကံတုံးစင်၊ထောက်ကျန်၊တယော်ကုံ၊ဗန့်ပွဲပင်၊စားချောင်းအနောက်၊ဆင်ရိုင်ချောင်းပေါက်စတဲ့ကျေးရွာတွေအပါအဝင်ကျေးရွာပေါင်း၄၀ကျော်ကထောင်နဲ့ချီတဲ့ဒေသခံတွေဟာဘေးလွတ်ရာကိုထွက်ပြေးနေရတာလည်းဖြစ်ပါတယ်ခင်ဗျာ။ ကရင်မျိုးသားစီယုံခရယူနယ်မြေဒီထဲမှာဒေသခံတွေနဲ့တော်လရင်အင်အားစုတွေငှက်ဖျားဖြစ်ပွားမှုနှုန်းများနေတယ်လို့ခရယူဘဟုပြောရေးဆိုခွင့်ရှိသူနဲ့ခရိုင်တောင်ဝန်ရှိသူတွေကပြောပါတယ်ခရယူရဲ့နယ်မြေတတ်မှတ်ချက်တွေအရတမဟာနယ်မြေခုနှစ်ခုရှိပြီးတော့ပဲခူးတိုင်းရှိချမ်းကမြို့နယ်တချို့မွန်ပြည်နယ်တထုံခရိုင်တွင်းမှာရှိနေတဲ့မြို့နယ်တွေကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းတွင်းကမြို့နယ်အများစုထိုင်းမြန်မာနယ်စပ်ဒေသတွေဟာခရယူရဲ့နယ်မြေတွေထဲပါဝင်တာဖြစ်ပါတယ် အခုကာလာဟာမိုးရင်ကာလာဖြစ်ပြီးတော့ငှက်ဖျားပိုးပါတဲ့ခြင်တွေများပြားလာတာကြောင့်ခြင်ကိုက်ရာကနေတဆင်ငှက်ဖျားရောဂါဖြစ်ပွားတာဖြစ်ပြီးတော့အရက်သားဒေသခံတွေသာမကပဲ KNL အဖာဝင်တော်လိုင်းအင်အားစုတွေကရဲဘော်တွေပါငှက်ဖျားဝေဒနာခံစားနေရတယ်လို့ကရင်ကျန်းမာရေးနဲ့ကယ်ဆယ်ရေးဌာန KDHW ရဲ့ဆရာဝန်တဦးကပြောပါတယ် ီစမရဲ့လက်လန်းမိသမ ्या မေးမြန်းချက်တွေရခရမ်းယုံ တမဟာတင်တမဟာ3တမဟာ4တမဟာအသီးသီးအတွင်းငပြားဖြစ်ပွားမှုရှိနေကြောင်းခရမ်းတောင်ဝန်ရှိသူတွေနဲ့သတင်းရမြစ်တွေရပြောကြားချက်တွေရသိရပါတယ်ငပြားကုသခြင်းအတွက်နိုင်ငံတကာရဲ့အကူအညီတွေ KDHW ရဲ့ကူညီမှုတွေနဲ့လှုပ်ဆောင်နေပေမဲ့လည်းစေဝါနဲ့ငပြားရှိမရှိစမ်းသပ်တဲ့ကျန်းမာရေးသုံးပစ္စည်းကိရိယာတွေလိုအပ်မှုကတော့များပြားနေတယ်လို့ခရမ်းယုံဗဟုပြောရေးဆိုခွင့်ရှိသူ Brooks Oakley ကပြောပါတယ် ငှက်ပြားလိုဖြစ်ပွားမှုနှုန်းမများပေမဲ့မိုးရင်းကာလဖြစ်တဲ့အလျောက်ခရမ်းလူရဲ့နယ်မြေတွေထဲမှာအရက်သားတွေတော်လင်းအင်အားစုတွေအကြားသွေးလုံးတုပ်ကွေးဖြစ်ပွားမှုတွေလည်းရှိနေတယ်လို့သိရပါတယ်။ခရမ်းလူရဲ့နယ်မြေတွေဟာဆေးရိတ်ချိန်တွေရာနယ်မြေမတည်ငြိမ်တဲ့ဒေသတွေဖြစ်တာကြောင့် ခဲယူရဲ့ထိန်းချုပ်နေမြေတွေအတွင်းမှာရှိနေတဲ့ဆေးရုံစည်းကမ်းတွေဟာစစ်ကောင်စီရဲ့ပြစ်မှတ်ထားပြီးတော့လေကြောင်းတိုက်ခိုက်မှုတံမချခဏခံရလေးရှိတာကြောင့်မချခဏနေရာရွှေ့ပြောင်းရတာတွေလည်းပြုလုပ်နေရတဲ့အတွက်စေကူတရာမှာလည်းအခက်ခဲတွေရှိတယ်လို့သိရပါတယ်လက်ရှိမှာခဲယူနေမြေတွေအတွင်းမှာစစ်ရေးပဏိပခတွေနဲ့စစ်ကောင်စီရဲ့အရက်သားတွေပေါ်ပြစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့်စစ်ပေးရှောင်နေရတဲ့ပြည်သူ73,000ကျော်ရှိနေပြီးအမိုးကစေဝါနဲ့စားနပ်ရိက္ခာစသဖြင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ တွေလိုအပ်နေတယ်လို့ကရင်အရဖတ်အဖွဲ့စည်းတွေရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်ရှင်မြစီမာရေဒီယိုရဲ့ဗုဒ္ဓဘုနေ့ညပိုင်းတီရရှိထားတဲ့ပြည်ရင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ အခုကတော့နိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါအမေရိကန်ရဲ့စစ်လက်နက်ပစ္စည်းလက်ကျန်နှဲပါလာမှုကြောင့်ယူကရိန်းကိုလေကြောင်းရန်ကာဝယ်ရေးဒုံးကျည်တွေနဲ့တခြားလက်နက်ခဲယမ်းတွေတင်ပို့မှုတချို့ပင်ဒဂွန်ကရပ်ဆိုင်းလိုက်တယ်လို့အဲ့ဒီကိစ္စနဲ့နှီးဆက်သူနှစ်ဦးကအင်္ဂါနေ့မှာပြောကြားခဲ့ပါတယ်။ ရုရှားရဲ့စစ်ပွဲအဆုံးသတ်ရေးရည်မှန်းချက်နဲ့အညီယူကရိန်းကိုစစ်ရေးအကူအညီဆက်လက်ပေးဖို့သမ္မတထရန့်ကိုရွေးချယ်စရာတွေပေးထားတယ်လို့အီးမေးမှာပင်ဒဂွန်စစ်ထနာချုပ်ကပြောကြားခဲ့ပါဗျာ။ တချိန်ထဲမှာပဲဌာနအနေနဲ့အဲ့ဒီရည်မှန်းချက်ကိုအကောင့်ထဲပို့ဖို့ဌာနရဲ့ချင်းကပ်ပုံကိုပြင်းပြင်းထန်ထန်ဆန်းစစ်ပြီးလက်ရောညီထွေဖြစ်အောင်လှုပ်ဆောင်နေတယ်လို့အစိုးရအဖွဲ့ရဲ့ကာကွယ်ရေးဦးစားပေးရေးတွေအတွက်အမေရိကန်တပ်ဖွဲ့တွေရဲ့အသိပြမှုအတွက်စောင့်ရွက်နေတယ်လို့ဘူဝါဒရေးရာလက်ထောက်အတွင်းဝန် Every Kobe ကပြောကြားခဲ့ပါတယ်။ ယူကရိန်းရဲ့ငါးပုံတပုံကန့်ကို ထိန်းချုပ်ထားပြီးဖြစ်တဲ့ရုရှားဟာမကြသေးမီရဲ့သတ္တပတ်တွေအတွင်းဆက်လက်ချီတက်လာပြီးယူကရိန်းရှေ့တောင်ပိုင်းမှာရှိတဲ့ဒွန်းနက်နဲ့ဒီနီပရိုပက်ထရိုစကီဒေသတွေမှာနေမီစိုးမိုးထားသလိုနိုင်ငံအနှံ့လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြင့်လှုပ်ဆောင်နေပါတယ်။ လက်နက်အကူအညီအားလုံးကို ဖေဖော်ဝါရီလမှာခေတ္တရန်နာခဲ့ပြီးမတ်လမှာဒုတိယအကြိမ်ထပ်မံရပ်ဆိုင်းခဲ့ပြီးတဲ့နောက်ဘိုင်ဒန်အစိုးရလက်ထက်မှာဂရီးပြူထားတဲ့နောက်ဆုံးအကူအညီကိုထရန့်အစိုးရကပြန်လည်ပေးပို့ခဲ့ပါတယ်။ အမေရိကန်ရဲ့အကျိုးစီးပွားကိုရှေ့တန်းတင်မှုအတွက်အဲ့ဒီဆုံးဖြတ်ချက်ကိုချမှတ်ခဲ့တာဖြစ်ပြီးတခြားနိုင်ငံတွေစီစစ်ရေးပံ့ပိုးကူညီမှုကို အမေရိကန်ကာကွယ်ရေးဌာနရဲ့ပြန်လည်သုံးသပ်မှုအတိုင်းလှုပ်ဆောင်ခဲ့တာဖြစ်ကြောင်းအင်ဖြူရောပြောရေးဆိုခွင့်ရှိသူ အန်နာကယ်ရီကအင်္ဂါနေ့မှာပြောကြားခဲ့ပါတယ်။ 2022ခုနှစ်ဖေဖော်ဝါရီလမှာရုရှားကအပြည့်အဝကျူးကျော်ခြင်းကဆလို့ယူကရိန်းကိုစစ်ရေးအကူအညီဒေါ်လာဘီလီယံပေါင်းများစွာပေးပို့ခဲ့ပြီးအမေရိကန်မှာစစ်လက်နက်လက်ကျန်နယ်ပလာတာကြောင့် Trump အစိုးရအဖွဲ့ကတချို့ကစိုးရိမ်လာကြပါတယ်။လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေနဲ့ပြစ်မှတ်တိကျတဲ့လက်နက်ခဲယမ်းတွေလည်းတင်ပို့မှုရပ်ဆိုင်တဲ့အထက်မှာပါဝင်ခဲ့ပါတယ်။အမေရိကန်စစ်လက်နက်တွေ တူလောင်မှုအလွန်အမင်းနေပါလာမှာကိုစိုးရိမ်မှုပေါ်အခြေခံလို့ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း BBC ရဲ့ American Media Makepack CBS News ကဖော်ပြခဲ့ပါတယ်။ American တပ်ဖွဲ့တွေရဲ့အင်အားကိုမေးခွန်းထုတ်စရာမလိုပါဘူး။ Iran ကိုမေးကြည့်လိုက်ပါလို့ပြီးခဲ့တဲ့လကအီရန်နျူကလ ియర్ စခန်း၃ခုကို American ကတိုက်ခိုက်မှုကိုရည်ညွှန်းပြီး Kerry ကပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့သတင်းဘက်ကနေသာလန်မှာရှိတဲ့နေတိုးထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကယူကရိန်းသမ္မတဇာလန်စကီးနဲ့တွေ့ဆုံပြီးမကြာမီအဲ့ဒီဆုံးဖြတ်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ဧပြီလနောက်ပိုင်းမှာအမေရိကန်ကစစ်ရေးအကူအညီပေးတာကြောင့်ယူကရိန်းရဲ့ဓာတ်သတ္တုတိုက်တွေကိုအမေရိကန်ကိုအုံပြုခွင့်ပေးတဲ့သဘောတူညီချက်တည်းရဲ့နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ပါတယ်။ ရုရှားကယူကရိန်းကိုစစ်ပွဲအရှိန်မြှင့်လိုက်ချိန်မှာပဲအမေရိကန်ရဲ့စီအကူအညီဟာဆိုင်ငံ့လိုက်တာဖြစ်ပါတယ်။မြစီမရေဒီယိုရဲ့ဗုဒ္ဓဘုနဲ့ညာပိုင်း ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါအခုဆက်လက်ပြီးမြစည်းမသတင်းဌာနရဲ့တည်ထောင်တွဲဆုံမင်းမြန်ကန်အစီအစဉ်ကိုထုတ်လွှင့်ပေးသွားဖို့ရှိနေပါတယ်မြန်မာပြည်သားများအားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာရဲ့တီးတန်းတွိတ်ဆုံမေးမြန်းခန်းကနေကြိုဆိုပါရစေအခုတစ်ခေါက်တီးတန်းတွိတ်ဆုံမေးမြန်းခန်းမှာတော့ပြည်သူ့ထမြောက်ရေးတပ်မတော် PLA ရဲ့အထွေထွေတွင်းရေးမှုဒေါ်နေကြီးကျော်ကို ီးသူနေပိုင်းတမ PLA နဲ့တိုင်းသားလက်နက်ကန်အဖွဲ့တွေ NUG နဲ့ဆက်ဆံရေးကဘလို့ရှိပါလဲမြေပြင်မှာစစ်စင်ရေးပေါ်ဆောင်ရင် PLA အနေနဲ့ဘလို့အခက်အခဲတွေရင်ဆိုင်ကြုံတွေ့နေရပါလဲဒါကိုတော့ကျွန်တော်တီးတန့်ဆက်သွယ်မေးမြန်းခန်းမှာအထွေထွေကျွင်းရမှုဒေါ်နီနီကျော်ကိုဆက်သွယ်မေးမြန်းထားပါရခင်ဗျာဟုတ်ကဲ့ဆရာမရဲဘော်တောင်းနေကြမင်္ဂလာပါခင်ဗျာဟုတ် ဟုတ်မင်္ဂလာပါရှင်ဟုတ်ကဲ့ပါဆရာမကျွန်တော်တို့ကတော့ဆရာမကိုဒါအရင်တည်းအထူးတလည်းမိတ်ဆက်ဆရာမလို့ပေမဲ့ဒီကြည့်ရှုနေကြတဲ့မြင်းစိမပိတ်သက်တွေမတိတဲ့ပိတ်သက်တွေတည်ရအောင်ဆရာမဒီနေ့ကိုကိုပြန်မိတ်ဆက်ရင်းနေပေါ့နော်ဆရာမတို့ဗမာပြည်ကွန်မြူနတီပါတီပကပကဘာကြောင့်ဟိုပါတီပကပကိုဆရာမဒီနေ့ဘာကြောင့်ဝင်ရောက်ဖြစ်တာလဲအဲ့ဒါဒီအချင်းချုပ်ကြီးပြပြပေးပါအောင်ဆရာမဟုတ်ဟုတ်ကဲ့ပါဟုတ်ကဲ့ကျွန်မနာမည်ကရေဘော်နီနီကျော်ပါ ဟို People Liberation Army ပေါ့နော်ပြည်သူ့လုံမြောက်ရေးတပ်မတော်ရဲ့အထွေထွေတွင်းမှုပါဟုတ်ကဲ့ဟိုကျွန်မဘာဖြစ်လို့ဒီမြန်မာပြည် Community Party ပေါ့နော်ဟိုတုန်းကတော့ရန်သူကပုံဖြတ်ပြီးခေါ်တာဘကပါဆိုပြီးခေါ်တာပေါ့နော်အဲ့ဒီပါတီကိုဘာဖြစ်လို့ဝင်ခဲ့လဲဆိုတော့ပါတီဝင်ဖြစ်ခဲ့တာလည်းနှစ်30ကျော်ပြီပေါ့နော်ဘာဖြစ်လို့ဒီပါတီကိုရွေးချယ်ပြစ်ခဲ့လဲဆိုတော့အဲကျွန်မတို့ငငယ်လေးတော့ကလည်းဒီအော်တမိုင်းဒီမှာတင်ခဲ့ရတယ်ပေါ့နော်ဒီ Passage Japan ကိုတော်လှန်ခဲ့တာပေါ့ကျွန်တော် အကြောင်းစမ်းလို့ကအရင်ဆုံးတည်ထောင်ခဲ့တယ်ဒီပါတီကိုပေါ့နော်နောက်အဲတမိုင်းစင်လာကြီးတဲ့ခေါင်းဆောင်တွေအဆက်ဆက်ကတော့အဆစ်ဂျပန်လည်းအောင်မြင်ဒေါ်လာနိုင်ခဲ့တယ်အဲအင်္ဂလိပ်တွေကိုလည်းတိုက်ထုတ်နိုင်ခဲ့တယ်ဆိုတော့ပြည်သူလူထုအတွက်နည်းများတဲ့အတွက်တော့ရှောက်ဟိုတော့မြအောင်လုတ်ပြီးဂျင်းတဲ့အဖွဲပေါ့နော်လုတ်ပြီးမဲ့အဖွဲဆိုတာကိုလည်းယုံကြည်ရပေါ့နော်အဲဗိုလ်ချုပ်တို့တွေဥဆောင်ခဲ့တဲ့ပါတီလည်းဖြစ်တယ်ဆိုတော့အဲဟာကိုယုံကြည်တဲ့အတွက်ကြောင့်တကယ်ပြည်သူလူထုအတွက် အပြိနိုင်ခံနည်းများတွေအတွက်ပေါ့နော်လူမျိုးပေါင်းစုံပြည်သူလုံးများအောင်လုပ်ပေးမယ်အပါတီလို့ယုံကြည်တဲ့အတွက်ကြောင့်ပေါ့နော်ဒီပါတီကိုကျွန်မဝင်ပြတာပါဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာမဆရာမဒီအခုဆိုရင်ပေါ့နော်ဆရာမရဲ့ဆရာမကပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ပေါ့နော် PPLA မှာလက်နက်ကင်တပ်မှလဲပေါ့နော်အထွေထွေ အတွင်းရေးမှူးတာဝန်ကိုယူထားရတယ်ဆိုတော့အဲ့အထွေထွေအတွင်းရေးမှူးတာဝန်ကဘာရီစီဇန်ဆောင်ရွက်ရလဲပေါ့နော်အဲ့ဒီတာဝန်မှာရောဆရာမအနေနဲ့ဘာခက်ခဲရှိလဲပေါ့နော်အဲ့ဒါလေးဖြေကြားပေးပါဦးဆရာမ အဲဒီအထွေထွေတွင်းမှုတာဝန်ကိုယူရတာကဒီကျွန်တော်တို့ကွန်မြူနတီပါတီအဲရဲ့တန်တန်းတစ်လျှောက်လုံးမှာလည်းထွေထွေတွင်းမှုနေရာကိုမျိုးသမီးတွေဟောတက်လှမ်းလာတာမတွေ့ရဘူးပေါ့နော်အများစုကတော့မျိုးသားတွေပဲပေါ့နော်ဥပ္ပထာတို့တွင်းမှုတို့နေရာတွေမှာပေါ့နော်ဒါမဲ့ကျွန်တော်ကဒီခေချင်းနေရရဲ့ပေါ့နော်ဒီကျွန်တော်တို့ပါတီဝင်တဲ့မြင့်နဲ့ရဲဘော်တွေနိုင်ငံရေးဖြတ်တန်းမှုရှိတဲ့မျိုးသမီးအဲကေတာတယောက်အနေနဲ့ပေါ့နော် အဲကျွန်မဒီအထွေထွေတွင်းမှုနေရာကိုအော်ဟိုဝင်ရောက်ပြီးတော့တာဝန်ထမ်းဆောင်တာပေါ့နော်ငဘိုတဲကွာလဲကျွန်မတို့ကအဲဒီဒီ PL ကိုပြန်ပြီးတဖန်ပြန်လဲမွေးဖွားဖို့ပေါ့နော်ပြန်လဲတီထောင်တဲ့အချိန်မှာအဲကျွန်မတို့ကဒီ founder အနေနဲ့လည်းပါခဲ့တယ်ပေါ့နော်ဒီအဲဒီထွေထွေတွင်းမှုတာဝန်ထမ်းဆောင်တဲ့အခါမှာကျွန်မမှာကအဲဘာတွေလုပ်ရလဲဆိုရင်ပေါ့နော်အဓိက အဲ့တော့ဒီတက်ပေါ့နော်ဒီတင်တန်းနေပြီးတဲ့အချိန်မှာရဲဘော်တွေအစင်တပြေတင်တန်းနေတက်အရောက်နိုင်အောင်ပေါ့နော်ဆေးတဲ့ဘိုင်းဆိုင်ရာတွေရောဒီနိုင်ငံရေးဘိုင်းလိုအားဖြည့်ဆည်းပေးတာတွေရောအဲဒီလိုပေါ့နော်စစ်စင်ဒီတင်တန်းတက်တဲ့အချိန်မှာသူတို့ခဏနိုင်ရှိအောင်ပေါ့ဆေးတဲ့ဘိုင်းအရာပေါ့နော်တခါလေအိမ်လွမ်းနာတော့ခဏနိုင်မရှိတာလေဆိုတော့ကျမတို့ကဟိုဘယ်လိုခေါ်မလဲဟိုသူတို့အားပေးရတာပေါ့နော် နိုင်ငံရေးရတတ်မှတ်ပေးရတယ်တခါကျအရင်ပြန်ကျင်နေပါညာဖြစ်မဟုတ်ဘူးဒီလိုပါရမယ်အလန်းချောင်းတက်ပေးရပါတော့အဲအဲ့လိုမျိုးတွေလုပ်တယ်တချို့မိန်ကလေးတွေဆိုဒီတင်နန်းပတ်စင်တက်တက်ကပါတယ်ဒါမဲ့ယောက်ျားလေးတွေတောင်ပိုခံနိုင်ရှိတဲ့မိန်ကလေးတွေပေါ့နော်ကြမ်းကြမ်းမာမာနဲ့စကောလူရောမာပြီးတက်နိုင်တဲ့မျိုးသမီးရဲဘော်တွေလည်းတွေ့ရတဲ့အတွက်ကြောင့်အကုံယူမိရပေါ့နော်အဲ့နောက်ဆစ်စင်ကြီးပလန်နေဆွဲတဲ့အခါမှာလည်းအဲကျွန်တော်တို့ဝင်ပြီးတော့ပေါ့နော် ဘယ်လိုဖြစ်တဲ့နည်းဆိုတာဝင်အကြံပေးတာဝင်ဆွဲတာအမျိုးလေးလောက်တာပေါ့နော်အဲတခုခုဟိုဒီမဟာမိတ်တွေနဲ့ဆက်ဆံရေးဒီအဆင်ပြေအောင်ပေါ့နော်မဟာမိတ်တွေနဲ့ဆက်ဆံရေးဒီအဆင်ပြေအောင်ချိတ်ဆက်မိအောင်ဒီလက်နက်ခဲယမ်းပါညာရရှိဖို့အဲဒီပေါ့နော်အဲ့ဒါကြီးဆိုရင်အဓိကကျွန်တော်တို့ဆောင်ရွက်တယ်ကျွန်မဆောင်ရွက်တယ်ပေါ့နော်ပါဝင်ဆောင်ရွက်တယ်နောက်တစ်ခုကဒီပြန်ကြားရေးနဲ့ပတ်သက်လို့ပေါ့နော်ပြန်ကြားရေးနဲ့ပတ်သက်လို့လည်းကျွန်တော်တို့အဲဒီအဲ ဒီ PL မှာပေါ့နော်ပထမပိုင်းတော့အားနေနေတာရှိရယ်ပေါ့နော်ဒီလူတို့နဲ့တရင်ဆက်တီးပြန်နေတယ်ဟာနေဟာရှိရယ်အဲ့ချိန်မှာကျွန်တော်တို့ပြည်တုံညာနှစ်ခုဆက်စင်ဖြစ်လာတဲ့အခါမှာအဲဒီကျွန်တော်တို့တရင်ထုတ်ပြန်မှုတွေကနည်းနည်းနောက်ကျနေတယ်ကျွန်တော်တို့ရဲဘော်တွေကတကယ်အရှိမအသေးခံတပီးပီးတိုက်နေပြီမဲ့တရင်နေပါဝင်မီဒီယာပေါ်တက်တဲ့နှောင်းပေါ့နော်လူတို့တီးတဲ့နှောင်းကအရန်နေတယ်ပေါ့နော်အဲအကြောင်းမလို့ကျွန်တော်တို့တရင်နေမှန်ကန်တဲ့တရင်နေပေါ့နော်အချိန်မီထုတ်ပြန်နိုင်မှုနောက်မီဒီယာတွေနဲ့ ချိတ်ဆက်ပြီးဆောင်ရွက်နိုင်မှုအတွက်ကျမကဒီပေါ့နော်ဟိုလူတွင်းမှုတယောက်အနေနဲ့ဒီပြန်ကြားရေးမှာဝင်ဝင်ပြီးပူးတွဲတာဝန်ယူပြီးတော့ဟောထမ်းဆောင်ခဲ့တယ်ပေါ့နော်နောက်ပြီးအခုရဲဘော်တွေပေါ့နော်တိုက်ပွဲမှာဥမာဆက်သွားတာပဲဖြစ်စေသူတို့တွေဒဏ်ရာတွေပဲရတာပဲဖြစ်စေကိုလက်ရင်ကပေးဆက်တယ်ဆိုရင်သူတို့ဟိုဟိုစိတ်ဓာတ်အကြမ်းတော့အောင်ပေါ့နော်သူတို့ကောင်ဆယ်လင်းလုပ်ပေးတာမျိုးတွေပေါ့နော်ကျွန်မလည်းစိတ်ပညာတွေတငယ်ဘူးတယ်ဆိုတော့ အဲသူတို့ကောင်းဆက်လက်လုပ်ပေးတာတွေအားပေးတာတွေနိုင်ငံရေးရလူမှုရေးရပေါ့နော်စိတ်ပညာပိုင်းရတွေသူတို့အားပေးတာတွေအဲသူတို့တက်နိုင်လောက်နွနွထွထွစောင့်ရှောက်ပေးတာတွေစကားတွေပြောဆိုပေးတာတွေအဲ့လိုလုပ်တယ်နောက်ပြီးတော့ရဲဘော်တွေစီကံပိုင်းတွေချိုးယွင်းတာတွေတင်းဆောင်တာတွေရှိရင်လည်းအဝင်ထိန်ပေးတာတွေရှိတယ်တခါကြရအလွန်ကြုံနေအဖြစ်ပေးလိုက်တာတွေဖြစ်မှာဆိုလို့ဝင်ထိန်နာမျိုးတွေပေါ့နော်နိုင်ငံရေးရတင်းဆောင်တာတွေဖြစ်အောင်ဝင်ထိန်ရတာတွေအဲ့လိုမျိုးတွေလုပ်ရအောင်ရှင့် ဟုတ်ကဲ့ဆရာမအခက်ခဲရရောဘာမှန်းရှိမလဲမသိဘူးဆရာမအနေနဲ့ပေါ့နော်ဟုတ်ကဲ့အခက်ခဲရကြတော့ဘယ်လိုဖြစ်လဲဆိုတော့အဲအများသောဖြင့်ဗမာပြည်ရဲ့လူ့အဖွဲ့အစည်းပေါ့နော်ကဘာမှာရောပဲအမျိုးသမီးတွေကိုနေရာပေးမှုကနည်းတယ်ပေါ့နော်ဘလောက်ခင်မီတိုးတက်ပါတယ်ဆိုတော့နိုင်ငံတွေမှာပဲဖြစ်ဖြစ်အမျိုးသမီးတွေနဲ့မျိုးသားတွေနဲ့ရှင်လာရဲ့မျိုးသမီးတွေကဟိုလစာပိုင်းနေတာတို့ပေါ့နော်အလုပ်ချင်းတူရင်တော့မှ တချို့လုပ်တွေအမျိုးသမီးတွေကိုကန့်သတ်ခံရတာတွေဘာသာရေးပိုင်းနေကန့်သတ်ခံရတာတွေလူမျိုးရေးပိုင်းနေကန့်သတ်ခံရတာတွေအများကြီးရှိရပေါ့နော်အဲကြားထဲမှာဆိုဒီတက်တွေထဲမှာလည်းအဓိကအမျိုးသားတွေဖြစ်တယ်ပေါ့နော်အမျိုးသားတွေဖြစ်တယ်နောက်ကိုကလည်းလူငယ်ပိုင်းနေပေါ့မျိုးဆက်တက်ကျမတို့နဲ့ဆိုမျိုးဆက်ကဟို20လောက်กว่าနေတယ်ပေါ့နော်20 30ကျော်กว่าနေတဲ့မျိုးဆက်တက်ရဲဘော်တွေဆိုတော့တခါကြတွေးတာတွေပေါ့နော်အဲဒီလိုပေါ့မျိုးဆက်กว่าတဲ့ပုံမှာတခါကြလို့ရှိရင် ဒူချီတွေကဟိုတို့ငါတို့လောက်မသိပါဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်လူငယ်တွေမှာတခါလေကြထဲနာတွေရှိတာပေါ့အဲပြောတဲ့စကားတွေကိုတို့ကအာတိတ်နားမထောင်ရတာမျိုးတွေပေါ့စတော့ကပေါ့ဗောနော်အဲ့လိုမျိုးတွေရှိတယ်နောက်မျိုးသမီးတယောက်အံကာဒီလိုထိတ်နေရာတွေတက်လာတဲ့ခါမှာအဲခေါင်းဆောင်အနေနဲ့တို့အလွယ်တကူအတိမတ်မပြုတ်ချင်တာမျိုးတွေရှိတာပေါ့နော်ဒါမဲ့အဲ့ဒါတွေကိုတဖြည်းဖြည်းနဲ့ ကျော်ဖြတ်လာတဲ့အခါမှာကျမတို့ရဲ့ပါတီဝင်တွေရဲ့ကျမရဲ့ပေးဆက်ဆွံ့လွှတ်မှုတွေပေါ့နော်။အဲသူတို့ကိုလည်းပြောပြရတယ်ဒီလိုဒီလိုပေးဆက်ဆွံ့လွှတ်ခဲ့တယ်။ပါဝင်ခဲ့တယ်ဆိုတာသူတို့သိလာတဲ့အခါမှာတောက်လျှောက်လည်းသူတို့နဲ့မြေပြင်မှာတောက်လျှောက်ပေါ့နော်။တောက်လျှောက်ဒီစစ်စင်တွေဖြစ်နေတဲ့အချိန်မှာလည်းဟိုသူတို့နဲ့အနည်းဆုံးနေရာမှာတော့ကျမတို့ကနေပြီးတော့ပေါ့နော်။သူတို့လိုအပ်တာကြီးပံ့ပိုးပေးလောက်ကန်ပေးတဲ့အခါမှာသူတို့အားပေးတဲ့အခါမှာသူတပည့်သိလာပေါ့နော်။သိလာတယ်။အော်ဒါတွေကငါတို့ခေါင်းဆောင်တင်လိုက်တဲ့ ပုံကိုဖြစ်တယ်သူတို့ရဲ့စကားတွေကိုတို့နားထောင်ရမယ်နားခံရမယ်ကြံပေးတာတွေကိုနားထောင်ရမယ်လေးလေးစားစားဆက်ဆံရမယ်ဆိုတဲ့ဟာတွေသူတို့သိလာခဲ့တယ်ပေါ့နော်အမိပါလူမျိုးလည်းသူတို့တလေးတစားဖြစ်လာတယ်ပေါ့နော်ခေါင်းဆောင်တယောက်အနေနဲ့လည်းပုံပြီးတိမှန်ပြုတ်လာတာပိုင်းကတော့အလိုစင်ကုန်မှုတွေတော့ရှိရခက်ခဲရှိအခုတော့တော်တော်လေးတော့အဆင်ပြေသွားပြီပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဆရာမဟိုဆရာမရေပေါ်တော်နေကြပြောရတဲ့အဲမှာဆိုရင်လေခုနကဟိုစီစဉ်ဆောင်ရ ထဲအထဲမှာဆိုရင်လေမဟာမိတ်တွေ ਨੇ ဒီဆက်ဆံရေးဆောင်ရွက်ရတယ်လို့ပြောရတာရှိရပေါ့နော်ဆိုတော့ဟိုကျွန်တော်သိချင်တာကဒီပြည်သူ့လူမျိုးရေးတမတော် PLA အနေနဲ့ပေါ့နော်ဒီလက်ရှိမှာအန်ယူဂျီအပါဝင်ပေါ့နော်ဒီတိုင်းသားလက်နက်ကန်အဖွဲ့နဲ့ရောမဟာမိတ်ဆက်ဆံရေးကဘယ်လိုရှိလဲပေါ့နော်ဒါတစ်ချက်တစ်ဆက်သေးပဲပေါ့နော်ဒီအဲ့လိုချိတ်ဆက်ဆောင်ရွက်တဲ့အခါမှာရောဆရာမဒီမဟာမိတ်တွေ ਨੇ အခက်ခဲရအောင်ဘာတွေလဲပေါ့နော်ဒီမိကုန်းနှစ်ခုလေးတစ်ဆက်သေးဖြေကြားပေးစီလိုပါရဲ့ခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ ကျမတို့ကငကိုရဲကပြောထားတယ်ပေါ့နော်ဒီအဲဒီပုံရံသူပေါ့နော်စစ်အုပ်စုဖက်စစ်စစ်တပ်ကလွဲပြီးတော့တို့တို့ဒေါ်လန်တိုက်ခိုက်နေတဲ့အခွဲဒီအကောင်လုံးကကျမတို့ရဲ့မဟာမိတ်ပဲပေါ့နော်ကျမတို့ကတရားဝင်စာထုတ်ပြီးတော့ဘယ်ဖွဲ့နဲ့မဟာမိတ်ဖြစ်ပါတယ်ဆိုပြီးစိတ်မှန်နေပေါ့နော်စာတွေထုတ်ပြီးတော့အမကြည်ညာတာပဲရှိရပေါ့နော်အကောင်လုံးကကျမတို့ကပုံရံသူစုစည်းပြီးတိုက်မှရမယ်ဆိုတာသိတဲ့အတွက်ကြောင့် NUG ဆိုရင်လည်းကျမတို့မဟာမိတ်ပဲပေါ့နော် MOD NUG လည်းမဟာမိတ်ပဲ KIA မှာလည်းကျမတို့စစ်တင်တန်းတက်ခဲ့တဲ့အခါကျတော့ KIA လည်းမဟာမိတ်ပဲပေါ့နော်ဟောကျမတို့ဒီတိုက်ပွဲတွေတွဲတိုက်ဖို့ကြုံရင်အတူတူတွဲတိုက်ဖို့လည်းပြောထားပြီးပေါ့နော်အဲကျမတို့ရဲဘော်တို့လည်းစောင့်ရှောက်ဖို့ကူညီဖို့အဲအလိုမျိုးပြောထားတယ်ပေါ့နော်နောက်ဟိုပေါ့ဒီ channel အဖွဲ့ကြီးပေါ့နော် ဘုန်းကားအဖွဲ့ပဲဖြစ်စီပေါ့နော်ကျမတို့နဲ့ဟိုဒီထီးတွေ့တဲ့အခါမှာတိုက်ပွဲတွေပေါင်းဆက်တိုက်ရမယ်ဆိုရင်ပေါင်းဆက်ပြီးတိုက်မယ်အဲကြောချင်းကရင်ကျဲအတိုက်မယ်ပြောထားပြီးပြီ channel local အဖွဲ့တွေရောပကပတွေရောအကုန်လုံးပေါ့အဲဒီနောက်ဟိုဟာကိုကန်နဲ့ကြလဲကိုကန်နဲ့ပေါ့နော်စစ်ပညာသင်ပြီးရောအထူးတွဲတိုက်ခဲ့တယ်အဲမှာလည်းအခုဆိုတော့အောင်းနဲ့အဲပေါ့နော် DNL နဲ့တွဲပြီးရောတိုက်တာရှိရယ်အတူတူတိုက်ပွဲဝင်နေရရှိရယ် တကယ်လို့ကျွန်တော်တို့အေအေနဲ့ထိဆက်မယ်ပေါ့နော်အဲနာမတိုက်ပွဲဝင်နေဖြစ်လာမယ်ဆိုရင်သူတို့နဲ့အတူလက်တွဲပြီးတော့ပေါင်းမိတိုင်းမှာပဲမာကီယန်နူနဲ့နီးဆက်လာပြီဆိုရင်ကျွန်တော်တို့ကန်နူနဲ့ပေါင်းပြီးတော့ဟိုထိဆက်ပြီးတော့တိုက်ပွဲဝင်မှာလဲအဲကြောင့်မို့ကျွန်တော်တို့ကဒီဖက်ဆစ်စစ်တပ်ကလွယ်ပြီးကျွန်တော်တို့ကအကောင်ကကျွန်တော်တို့မိတ်ဆွေပဲကျွန်တော်တို့မဟာမိတ်ပဲတူတဲ့ဟာတွေကိုတူတွဲလုပ်မယ်မတူတဲ့ကိစ္စတွေပေါ့မတူတဲ့ကိစ္စတွေဆိုရင်တော့ခွဲပြီးတော့လုပ်မယ် ွဲပြီးလုပ်တယ်ဆိုတာတောင်နဲ့ပြောက်ရံပဲဖြစ်တာမဟုတ်ကျွန်တော်မိဖက်အနေနဲ့ပေါ့နော်ကိုတန်ရန်တန်ရန်အလုပ်တွေခွဲလုပ်တာ ਈ ပဲရှိမယ်ဘုံရန်လူတိုက်တဲ့ခါအတူတူပါပဲအဲအဲ့လိုသဘောမျိုးနဲ့ပဲအကောင်ချိတ်ဆက်ထားပါ ီမရေဒီယိုရဲ့ဒီကနေ့ညပိုင်းအစီအစဉ်တွေကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံနိုင်ငံသားအပေါင်းဆရာနာရှင်ဘေးကနေကြင်ဝေးပြီးကိုစိတ်နှပါစမ်းမချမ်းသာကြပါစေလို့မြစီမရေဒီယိုဖွက်သားတွေကဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်မြန်မာပြည်သူတွေနဲ့အတူရက်တီမဲ့မြစီမရေဒီယိုပဲဖြစ်ပါတယ်နားဆင်ကြသူအားလုံးစမ်းမကြပါစေခင်ဗျာ thank you